အလူခံစားနေတဲ့ခொနည်းသားသမီးအပေါင်းသူတော်ကောင်းတို့ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်မြန်မာငွေနဲ့ပဲခံခံဒေါ်လာနဲ့ပဲခံခံပြည်သူကမရှင်းလင်းလို့မင်းရင်ချပြနိုင်ရမယ်ပြည်သူကိုစဲစရာလည်းမလိုဘူးပြည်သူကိုရန်လုတ်စရာလည်းမလိုဘူးပြည်သူကိုထီမထင်ပုံစံမျိုးလဲလာလုတ်စရာမလိုဘူးကြီးစုရှင်စတိုင်ကြီးလဲလာမဖမ်းညာနဲ့ နင်တို့ကပြည်သူရဲ့ဂျေဇုရှင်မဟုတ်ဘူးနင်တို့လှုပ်ပင်းနေတယ်၊ကင်ပင်းနေတယ်ဆိုတဲ့ပတ်စံတွေကနင်တို့ပတ်စံတွေမဟုတ်ဘူးပြည်သူတွေရဲ့ပတ်စံတွေနင်တို့ကကြားခံကိုယ်စားလှယ်အနေနဲ့စီမံတဲ့အဆင့်ပဲရှိတယ်နင်တို့ကနင်တို့ဂျေဇုရှင်ကြီးတွေတိုင်းပြည်ကိုကယ်တင်နေတယ်ဆိုတဲ့ပုံစံမျိုးကြီးတွေမဖမ်းရနဲ့မျက်လုံးထဲမှာရန်တာဖြစ်တယ်အမိုက်ခံပြီးမပြောရဲကြဘူးဆိုတာကခုနကပြောတဲ့ ဇွတ်တာရုခေါ်ရင်ဇွတ်ကာရင်ဇွတ်ကိုးခွေတွေကိုကြောက်လို့မလို့လူတွေက မပြောရဲကြတာအေးအဲ့လိုမပြောရင်မပြောရင်မပြောရင်နဲ့နင်တို့ကလည်းနင်တို့ကိုတလို့မှန်ပါတယ်ဆိုပြီးတော့မှအောင်လန်တလူတူတွေလွင့်ပြီးနင်တို့သာလျင်နင်တို့သာလျင်တိုင်းပြည်ရဲ့ကယ်တင်ရှင်ကြီးတွေနင်တို့သာလျင်အနိုင်မဲ့တွေဖြစ်ကုန်ကြတာနင်တို့မှန်လို့မပြောရဲနေတာမဟုတ်ဘူးမငင်းခုန်ကြလို့ ရံမများကြံလို့မပြောဘဲနဲ့နေနေကြတာဒါပေမဲ့ပြည်သူဟာမေးခွန်းထုတ်ပိုင်ခွင့်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့နင်တို့ကအများပြည်သူရဲ့ငွေတွေကိုကင်တွယ်ပြီးတော့မှလုံနေရတဲ့ဒူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်တွင်ပြည်ပကအလူငွေကောက်ခံနေသောဖောင်ဒေးရှင်းဖောင်ဒေးရှင်းမဟုတ်သောသူများဟာပြည်သူက မရှင်းလင်းလို့မေးရင်ပြည်သူကိုရှင်းလင်းအောင် နားလည်အောင်ရေးလင်းအောင် ရှင်းပြရမယ်ပြည်သူကိုလာပြီးတော့မှ မတူမတန်နဲ့နင်တို့ကဆဲလုံးထုတ်ရလောက်အောင်နင်တို့နေနေတဲ့နင်တို့စားနေတဲ့ထမင်းလုံးတိုင်းမှာတော့မှပြည်သူရဲ့ချွေးနှဲစာတွေပါတယ်လွတ်တလားမလွတ်ပါဘူးနော်ဟုတ်လားနင်တို့နေနေတဲ့အိမ်နေနင်တို့စီးနေတဲ့ကားတွေနင်တို့သုံးနေတဲ့ပတ်စံတွေထဲမှာဒီပြည်သူတွေလှူဒန်းထားတဲ့ငွေကြေးတွေလွတ်ပါတယ်လို့နင်တို့သစ္စာဆိုရဲသလားဆိုရဲသလား ဘဝအဆက်ဆက်တန်တရာအဆက်ဆက်ပါဇက်နေရတော့လူတိုင်းပြောတတ်တယ်တပေါင်းဝင်လာတယ်တပေါင်းလူလိုက်တယ်နော်ကုံသွားပြီညီမချင်းချလိုက်တာပြောတတ်တယ်လူတိုင်းလုံတတ်တယ်ပြောသေးတယ်အောက်ဆွဲတွေကသူ့လိုလုံနိုင်လို့လားတဲ့ဟဲသူကဘာတွေလုံနေရလို့လဲသူ့လုံနိုင်စွမ်းရှိလို့ယုံကြည်လို့မှသူဆိုတာသူတယောက်တည်းမဟုတ်ဘူးเนาะဒီအလွန်ဝေကောက်ခံတဲ့သူတိုင်းကိုကျမကပြောတာအဲ့တော့

အခုနေနေတဲ့ပိုင်ဆိုင်မှုတွေစီးနေတဲ့ကားတွေဝင်နေတဲ့လက်ဝက်လက်စားတွေပြည်တွင်းပြည်ပနော်အကုန်လုံးပဲအလူခံစားတဲ့သူတွေအကုန်လုံးကိုပြောတာပြည်သူရဲ့ငွေကြေးလွတ်သလားလို့ပြည်သူရဲ့ငွေကြေးလည်းမလွတ်ဘူးပြည်သူရဲ့ငွေကြေးနဲ့လည်းနေထိုင်ကြသေးတယ်ပြည်သူတွေကိုလည်းဘာဖြစ်လို့လှန်လှန်ပြနေကြတာတော့ပြည်သူတွေရမ်းရိုးအားလို့နော် တို့တွေကတော့အဲ့လိုယူရတဲ့အထဲမှာမပအောင်မိမပေါ့ဟုတ်တလားအဲ့တော့ဟုတ်ပြီ foundation တခုထူထောင်နေကိုပစံနဲ့ကိုကျမ foundation တော့အစိုးရအောင်ကျမသွားပြီးတင်လိုက်မယ်ကျမဘယ်သူစီမှအလူမခံဘူးကျမပစံနဲ့ကျမဒီ foundation ကိုကျမလေပတ်မယ်ဆိုရင်ကျမဘယ်သူ့မှ GU site ဆရာမလို့ဘူး ။ဘာဖြစ်ဆိုကျွန်မသူများပတ်စံ၅ပြားမှမယူထားတာမလို့။အေးသူများပတ်စံယူထားပြီဟေးဆိုရင်တော့ကျွန်မတို့ကစရင်ရှင်းတန်းကိုချပြရမယ်။မန္တလေး yearly နော် annual စရင်ရှင်းတန်းဆိုတာလည်းရှိရမယ်။မန္တလေးရှိရမယ်ဒေးလေးရှိရမယ်ဒီနေ့တော့ဖြင့်အလွန်ဝေကဘလောက်ရတယ် ဒီနေ့သုံးဆွဲတဲ့ကုန်ကြမ်းဈေးကဘလောက်ရှိတယ်ဥပမာမီးစက်နိုးတာဘလောက်ဟာဘလို့ကားကားဘလောက်ကျွေးမွေးစရိတ်တရားဘလောက်နော်ဟာဒီမမအေးတယ်လားလို့အေးခံဈေးကဘလောက်နော်အမီတာကားကဘလောက်ရေဘိုးကဘလောက်ဟုတ်လားအထွေထွေစရိတ်တွေရှိရမယ်တစ်ဖက်ကဝင်တဲ့ဝင်ငွေတွေရှိရမယ် daily လုပ်တဲ့စည်ရင်းရှိရမယ်လာကျုပ်စည်ရင်းရှိရမယ်နှစ်ချုပ်စည်ရင်းရှိရမယ် နော်အဲ့တော့ပြည်သူတွေကလည်းလေတခုတခုဖြစ်လို့မှတခုတခုကို question ရှုတော့မယ်ပြည်သူတွေကမေးတော့မယ်ဆိုရင်ဥပမာကျမဆိုကျမအခုမေးပြီကျမကလာပြီးအစိမ့်နဲ့လည်းအယောင်မစိုးနဲ့အနီးနဲ့လည်းအယောင်မစိုးနဲ့ပြည်သူတယောက်ဟာမေးတဲ့မေးခွန်းပြည်သူစစ်စစ်တယောက်ကျမကအစိမ့်နဲ့လည်းကျမကမအုပ်လိုက်နဲ့ကျမကအနီနဲ့လည်းမအုပ်လိုက်နဲ့ကျမကအစိမ့်ပြောတဲ့စကားလည်းမဟုတ်ဘူးအနီပြောတဲ့စကားမဟုတ်ဘူးပြည်သူစစ်စစ်တင်ရောက်က မီးတဲ့မီးကွန်ပြည်သူစစ်စစ်တယောက်ကပြောတဲ့စကားအဲ့တော့အဲ့ဒါတခုအရန်ဆိုးတယ်ကျမတို့တွေကတယောက်ယောက်ကအဲ့လိုပြောလိုက်ပြီးဆိုလို့ရှိလို့ရှိရင်အယောင်လုတ်ပလိုက်တယ်ဟာ तू ကဘောမမလို့ तू ကညီပိမလို့ဆိုပြီးတော့မှအဲ့ဒီခုနကဖြစ်စဉ်ဖြစ်ရက်တွေကိုဖြေရှင်းရတဲ့စကားကိုမရောက်ဘူးအဲ့ညီပိဘောမဘက်ကိုရှင်းနေရတာနဲ့အချိန်ကကုန်သွားရော ကျမကိုရောင်းလာမစိုးနဲ့ကျမကလေပြည်သူစစ်စစ်တယောက်ကနေပြီးတော့မှမေးတဲ့မေးခွန်းနဲ့မေးတာအဲ့တော့အလွန်ဝေကောက်ခံစာနောက်တစ်ချိန်ထပ်မေးမယ်နော်အလွန်ဝေကောက်ခံစားနေတဲ့ပြည်တွင်ပြည်ပအလွန်ဝေကောက်ခံစားနေတဲ့ជីជីသေးသေးအကြောင်းပေါင်းစုံခေါင်းစဉ်ပေါင်းစုံနဲ့အလူငွေကောက်ခံစားနေတဲ့ဒူတွေဟာအလူငွေမကောက်ခင်တော့ကဘဝပိုင်ဆိုင်မှုအလူငွေကောက်ပြီး ဘဝပိုင်ဆိုင်မှုရဲ့ different ကိုမိမိရဲ့ဝင်ဝင်နဲ့ချိန်ထိုးပြီးတော့မှအစစ်ဆေးခံနိုင်သလားလို့မိကွန်းတခွန်းနဲ့ပဲမေးမယ်။ကျန်တာအများကြီးမပါဘူး။အေးအစစ်ဆေးမခံနိုင်လို့ရှိရင်နင်တို့ပြည်သူကိုပြန်ပြီးတော့မှရံမလုံးနဲ့။နင်တို့ရက်တည်နေတဲ့ဟာတွေထဲမှာပြည်သူချွေးနှဲစာတွေပါတယ်။နင်တို့ကနင်တို့တိုင်းပြည်ရဲ့ကယ်တင်ရှင်တွေပြည်သူရဲ့ကျေးဇူးရှင်တွေဆိုတဲ့အချိုးမချိုးနဲ့ နေတော့ကိုတိုင်က ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော့မှရက်တည်နေကြတာငါ့ကိုလည်းအယောင်လာမစိုးနဲ့ပြည်သူစစ်စစ်တက်ရောက်အနေနဲ့ပြောပြတာပြည်သူငွေတွေအဲ့ဒါပြည်သူချွေးနေစားတယ်နေတော့သုံးဆွဲဖို့နေတော့ဘဝတိုးတက်ကြီးပွားပြောင်းလဲဖို့ပြည်သူကလှူထားတန်းထားတာမဟုတ်ဘူးတိုင်းပြည်မှာလိုအပ်တဲ့နေရာကိုသုံးဖို့အတွက်ပြည်သူတွေကလှူထားတာ နင်တို့အိမ်တွေဝယ်ဖို့ကားတွေဝယ်ဖို့ဘရန်ဒက်အိတ်တွေဝယ်ဖို့တံပိုးကြီးနာရီတွေဝယ်ဖို့နင်တို့အသုံးဆောင်တွေဝယ်ဖို့အတွက်ကိုပေးထားတဲ့ပတ်စံတွေမဟုတ်ဘူးတိုင်းပြည်ရဲ့လိုအပ်တဲ့နေရာမှာတုံးဆွဲဖို့အတွက်ပြည်သူတွေကချွေးနှဲစာနဲ့နင်တို့တောင်းတဲ့ခေါင်းစဉ်ဘောင်းဆောင်အောက်မှာပြည်သူကပေးထားတာနင်တို့ပြည်သူကျေးဇူးရှင်အချိုးမျိုးလာမချိုးနဲ့အောက်ချေမလွတ်နဲ့ ဘဝမမေ့နဲ့အများကြီးမပြောဘူးမြေလန်းခံနိုင်နေဆိုအဲ့လိုမြေလန်းခံပေးဟာငါတို့ပိုင်ဆိုင်ထားတဲ့ဟာတွေကငါတို့ကငါတို့ရတဲ့ပတ်စံနေနေဆိုရင်โอเคနင်တို့ဝင်ငွေဘယ်လောက်ရလဲစစ်လို့ရတယ်လင်ဟုတ်လားနင်တို့အလုံးလုံးနေနေဆိုရင်ဝင်နန်းလုပ်တယ်ဆိုဝင်နန်းတစ်လောက်ဘယ်လောက်ရလဲစစ်လို့ရတယ်လင်ဟုတ်တယ်နော် ဘာလုပ်တယ်ဆိုရင်ဘာလုပ်တယ်ဆိုရဲ income စစ်လို့ရတယ်လေအဲ့ဒီကနေပိုရှန်နေတဲ့ပိုင်ဆိုင်မှုတွေကဘယ်ကလာတာလဲမမောက်ပါနဲ့ပြူသူတွေပေါ်မှာမရင်နဲ့နင်တို့ကအလွန်ဝေကောက်စားနေတဲ့သူတွေအဆင့်ငါတို့ပြည်သူတွေကနင်တို့ကိုလှူပေးတဲ့အဆင့် နင်တို့က အလှခံစားနေတဲ့သူတွေအလှခံစားနေတဲ့သူတွေကအလှရှင်တွေကိုရံပြန်တွေ့ပြီးတော့မှမတူမတန်ဆက်ဆံရမယ်အစင်မဟုတ်ဘူးနင်တို့ကတော့မှပြည်သူတွေကိုတနေ့သုံးကြိမ်ထိုင်ရှိခိုးနေရမှာနင်တို့စားနေတဲ့ထမင်းလောက်တိုင်းမှာနင်တို့ရက်တည်နေတဲ့ရက်တည်မှုတိုင်းမှာပြည်သူရဲ့ငွေတွေပါတယ်နင်တို့ကတော့ပြည်သူကိုကျေးဇူးတင်လို့တနေ့သုံးကြိမ်ထိုင်ကြတော့အောင်မှာ ရှိတရားစွဲမယ်တစိတ်မရှိဘာလုပ်ပြမယ်ညာလုပ်ပြမယ်နဲ့နင်တို့ကနင်တို့ဘာထင်နေလဲတိတ်မှန်နေရလို့ထင်လို့လားကျောင်းတို့တိုင်းပြည်ကပြည်သူတွေတနာစရာကောင်းတယ်နော်